ယနေ့နိုဝင်ဘာလ17ရက်နေ့ BBN ရဲ့ပြည်ရင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြောက်ဖြူမျိုးနဲ့တိုင်းချောင်းရွာကိုပြန်ထိန်းချုပ်ခဲ့တယ်လို့စေအုပ်စုဝါရဖြန့် channel တွေမှာဖော်ပြတဲ့သတင်းကိုသတင်းတောက်နိုင်နိုင်မှပေးပို့ထားပြီးဥထုံးမှတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ရခိုင်ပြည်နယ်ကြောက်ဖြူမျိုးနဲ့တိုင်းချောင်းကြီးရွာကိုစစ်ကောင်စီကပြန်လည်ထိန်းချုပ်နိုင်ခဲ့တယ်လို့စစ်ကောင်စီတပ်ရဲ့ဝါရဖြန့် Telegram channel တွေမှာမနေ့ကနိုဝင်ဘာလ10ရက်နေ့မှစပြီးဖော်ပြလာတာတွေ့ရပါတယ် အရခတ်တော်အေဟာကြောက်ဖြူမျိုးကိုအခုနှစ်ဖေဖော်ဝါရီလကစတင်ကထိုးစစ်စင်တိုက်ခိုက်ခဲ့တာဖြစ်ပြီးတိုင်းချောင်းဇိုင်းချောင်းမင်းပြင်စားတဲ့ကြေးရွာတွေကိုလပိုင်းလောက်အကြာမှာတိမ့်ပိုက်ထိမ့်ချုပ်နိုင်ခဲ့တာလည်းဖြစ်ပါတယ်အေးထင်းကျုပ်ထားတဲ့ကြောက်ဖြူမျိုးနယ်မှာတိုင်းချောင်းကြေးရွာနဲ့တိုင်းချောင်းတောင်ကိုပြန်လဲရရှိရတဲ့စစ်ကောင်စီကအမှတ်32ရဲတပ်ရင်းနဲ့တညဝရီရဲတပ်စခန်းကနေလေးချောင်းရေချောင်းဒရုန်းတွေနဲ့ပြီးခဲ့တဲ့အော်တိုဘာလကလေးကအင်အားအများအပြားနဲ့ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တာလည်းဖြစ်ပါတယ် တိုင်းချောင်းကျေးရွာနီးမှာတော့ပြီးခဲ့တဲ့လကရေကတိုက်ပွဲတွေဖြစ်နေတာရှိပါတယ်စစ်ကောင်စီတပ်ကတိုင်းချောင်းတောင်ကိုအသေးအံအင်အားသုံးပြီးတော့တိုက်ခိုက်လာတဲ့အနေအထားပါအေကလည်းအဲ့ဒီတိုင်းချောင်းတောင်နီးတဝိုက်မှာခိုင်ခိုင်မာမာတက်ဆွဲနေရယူထားကြပါတယ်လို့ကြောက်ဖြူစည်ရေးတရင်ချင်းမြစ်တူက VPN ကိုပြောပါတယ်ပြီးခဲ့တဲ့အော်တိုဘာလနောက်ဆုံးပတ်ကလည်းစစ်ကောင်စီတပ်ကတိုင်းချောင်းကျေးရွာကိုအင်အား300လောက်နဲ့စစ်ကြောင်းထိုးလာတာကြောင့်နှစ်ဖက်တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားခဲ့ကြတယ်လို့လည်းသိရပါတယ်တိုင်းချောင်းကျေးရွာကိုစစ်ကောင်စီတပ်ကထိန်းချုပ်သွားနိုင်တယ်ဆိုတာကအေအေရဲ့ ကြောက်ဖြူမျိုးနယ်ကိုဝင်ရောက်မဲ့ထုတ်စစ်ဟာလည်းခက်ခဲသွားနိုင်တယ်ကိုလည်းကြောက်ဖြူဒေသခံတဦးကစိုးပါတယ်။အရက်ခတ်တော်အေးဟာကြောက်ဖြူမျိုးနယ်မှာအမှတ်30ရဲတပ်ရင်းနဲ့တညဝရီရဲတပ်စခန်းရှိနေရာတွေကိုထိုးဖောက်ဝင်ရောက်နိုင်ဖို့အတွက်ဒိုင်းချောင်းကြီးရွာအနီးမှာအခိုင်အမာတက်ဆွဲနေရာယူထားကြတာလည်းဖြစ်ပါတယ်။လက်ရှိမှာတော့စစ်ကောင်စီတပ်ဟာဒိုင်းချောင်းကြီးရွာကိုအမှတ်30ရဲတပ်ရင်းကနေစစ်ကြောင်းတစ်ကြောင်းတညဝရီရဲတပ်ဌာနချုပ်ကနေစစ်ကြောင်းတစ်ကြောင်း စုစုပေါင်းစစ်ကြောင်းနှစ်ကြောင်းနဲ့ထိုးစစ်ဆင်တိုက်ခိုက်လာတယ်လို့လည်းသိရပါတယ်စစ်ကောင်စီတပ်ကကြောက်ဖြူမျိုးနဲ့မကြရောက်ရေးအတွက်ပြည်သူစစ်မှုထမ်းပါစအများပြားကိုစစ်အင်အားဖြစ်တင်းနေတာဖြစ်ပြီးမျိုးပေါ်လုံုံရေးကိုလည်းအရင်ကားတဲ့နှစားခန့်တိုးပြင်းချထားတယ်လို့ကြောက်ဖြူဒေသခံတွေစီကသိရပါတယ်စစ်ကောင်စီကနောက်ထပ်အင်အားလုံးရင်အသုံးပြုပြီးမလာကျွန်းကြေးရွာနီးမှာရှိတဲ့တဘာဝတန်းငွေလက်ခံတိုးလောင်ပို့ဆောင်ယူ OGD စစ်ရုံနီးနားမှာရှိတဲ့ကာကင်းစကန်းတွေကနေအေးအေးသိမ့်ပိုက်ထိမ့်ချုပ်ထားတဲ့လက်ခမော်ရွာတစ်ပြင်ချေ ငပြောချောင်းကလဘာနဲ့ဂေါ်ဒူကြေးရွာအနီးကိုလည်းစစ်ကြောင်းထိုးလာနေတယ်လို့လည်းသိရပါတယ်။ကြောက်ဖြူမြို့နယ်ကိုအရက်ခတ်တက်တော်အေအေကထိုးစစ်စင်တိုက်ခိုက်လာတာဟာရှစ်လကျော်ထိကြာမြင့်လာပြီဖြစ်တယ်လို့အေအေကလည်းကြောက်ဖြူမြို့ကိုအလုံးစုံသိမ့်ပိုက်ထိန်းချုပ်နိုင်ဖို့အတွက်စည်ရေးအရပြင်ဆင်မှုတွေရှိနေတယ်လို့အေအေပြောခွင့်ရဥက္ခိုင်သူခါကပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာပြောကြားခဲ့ပါတယ်။ကြောက်ဖြူမြို့နယ်မှာညဝရီတက်ဌာနချုပ်ခလာရ34ခမာရ94နှစ်ခမာရ943အမှတ်32ရဲတပ်ရင်း တောင်ပေါ်ကြီးရေတက်စကန်အုံကျွိရေတက်ဌာနခွဲတို့ရှိပြီးစစ်ကောင်စီရေတက်အင်အားကောင်းတဲ့မြို့နယ်တခုလည်းဖြစ်ပါတယ်။ကြောက်ဖြူမြို့နယ်မှာရှိတဲ့တိုက်ပွဲအတွင်းမှာမြို့ပေါ်နဲ့ကျေးရွာတွေမှာအေးအေးထိန်းချုပ်ထားတဲ့မြို့နယ်တွေကိုစစ်ဘေးတိမ်းရှောင်လာသူဥယေ9000ကျော်အထိရှိလာပြီးစားဝတ်နေရေးနဲ့ကျန်းမာရေးလိုအပ်ချက်တွေရှိနေကြတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့လာရှိုးမြို့တွင်စကားစားမှာရွေးကောက်ပွဲလှုပ်ရှားမှုတွေ တင်ပြုလုပ်နေပြီမယ်ပြည်သူတွေစိတ်မဝင်စားတဲ့သတင်းကိုကိုမင်းတော်မှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့အတွင်းစစ်ကောင်စီဘက်ကရွေးကောက်ပွဲနဲ့ပတ်သက်ပြီးလှုပ်ရှားမှုတွေစတင်ပြုလုပ်နေပြီမယ်ဒေသခံအများစုမှာတော့စိတ်ဝင်စားမှုရှိမနေဘူးဟုသိရပါတယ်ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာစကားစစ်ကောင်စီအနေနဲ့ကူကန့်လက်ထဲမှာ၎င်းတို့ပြန်လည်ရရှိထားတဲ့လာရှုမြို့မြို့တော်ခမ်းမအနီးနားမှာရွေးကောက်ပွဲနဲ့တက်ဆိုင်တဲ့စာတန်းတွေ ဖီနိုင်းတွေကိုဆွဲချိတ်တာမျိုးစတင်ပြုလုပ်လာနေတယ်လို့သိရပါတယ်။ဒါအပြင်မြို့အတွင်းရှိရက်ွက်၁၂ခုကသက်ဆိုင်ရာရက်ွက်ရုံးတွေမှာလည်းရွေးကောက်ပွဲနဲ့ဆိုင်တဲ့လှုပ်ရှားမှုတွေပြင်ဆင်တာတွေကိုစတင်ပြုလုပ်နေကြရမျိုးရှိတယ်လို့သိရပါတယ်။လာရှုမျိုးကိုစစ်ကောင်စီဘက်မှပြန်လည်ရရှိပြီးတဲ့နောက်တရုတ်ဘက်ကဝင်လာတဲ့ကုန်ပစ္စည်းတွေကိုတောင်မှကထိုင်းဘက်ကလာတဲ့ကုန်ပစ္စည်းအချို့ကိုပါမြို့ရင်းအတဲမခံပဲကန့်သတ်မှုတွေပြုလုပ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင် လာရှုမျိုးကိုတရုတ်ပြည်နဲ့ဖြီးရင်းထဲမှာတဆင့်ကုန်ပစ္စည်းကူးတန်းရောင်းဝယ်ရေးပြုလုပ်ရမှာလဲလမ်းတလျှောက်ဆက်စည်ရေးဂိတ်စခန်းများပေါများနေရာကြောင့်လာရှုအရောက်ကုန်ပစ္စည်းတန်ဖိုးများပုံမုံမြင့်တက်လာနေတယ်လို့သိရပါတယ်ဒီလိုကုန်ပစ္စည်းရှာပါပြီးဈေးနှုန်းကြီးမြင့်တဲ့အပြင်ဒေသခံပြည်သူတွေအနေနဲ့အခြေခံလိုအပ်ချက်ဖြစ်တဲ့မီဖုန်းလိုင်းနဲ့ရေတို့ကိုပါလုံလောက်စွာရရှိခြင်းမရှိရာကြောင့်စားဝတ်နေရေးကျက်တဲနေရတယ်လို့လဲအဆိုပါဒေသခံကဆက်ပြောပါတယ် အခုလာရှုံးမှာစားတော့ကုန်တွေဈေးတွေတက်ပြီးတော့လိုတော့ပစ္စည်းလည်းမရောက်ဖြစ်နေအဲလာမန်ထွက်တယ်ရတော့အရင်တိုင်းပဲတော်လာနေကြပြီမဲ့ဘာပြင်းညာကြီးပေါ့နော်သူတို့တောင်းလာကြအရင်များအဲ့တော့အလုပ်လည်းတိတ်မဖြစ်ပါဘူးပြည်သူတွေကစောင့်နေရတယ်တနာကိုစိတ်ဝင်စားနိုင်တော့စကောင်စီနေနဲ့လာရှုံးမျိုးကိုပြီးခဲ့တဲ့အပီလာအတွင်းကကိုကန့်တက်ဖွဲ့ထံမှပြန်လဲလက်ပြောင်းလဲယူခဲ့တာဖြစ်ပေမဲ့လည်းယခုအချိန်ထိမြို့တွင်အုပ်ချုပ်ရေးရန်တွေကကောင်းမွန်စွာဖော်ဆောင်နိုင်ခြင်းမရှိသေးဘူးလို့ ိရပါတယ်။ဒါတင်မကပြီးခဲ့တဲ့နိုဝင်ဘာလဒုတိယပတ်အတွင်းကလည်းလာရှုမြို့ရှိစင်နကောင်ဟိုတယ်ဝင်းအတွင်းကုကန်တပ်ဖွဲ့နဲ့တွေ့ဆုံတာတွေပြုလုပ်ခဲ့ကြတယ်လို့လည်းသိရပါတယ်။စစ်ကောင်စီအနေနဲ့လာရှုနီတူတိန်နီမြို့ကိုကုကန်တပ်ဖွဲ့တံမှပြန်တောင်းယူရာတွေပြုလုပ်နေပြီးယခုနှစ်ကုန်အတွင်းကုကန်မှတိန်နီမြို့ကိုပြန်လည်လွှဲပြောင်းပေးမယ်လို့သတင်းတွေထွက်ပေါ်နေပေမဲ့ BBM အနေနဲ့ဒီပြုနိုင်ခြင်းတော့မရှိသေးပါဘူး။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းစာလင်းကြီးမြို့နယ်တရုတ်ဝမ်ပေါင်းကျေးနီစီမံကိန်းထဲမှာတက်ဆွဲထားတဲ့စစ်ကောင်စီလက်အောက်ခံတပ်သားတွေပြူစောထီးတွေနဲ့ရန်ဒီလက်နက်ကင်တွေကိုနှစ်ရက်အတွင်းလက်လုံရှော့တိုက်တုံးစနလုံးနဲ့ပြစ်ခတ်တိုက်ခိုက်နိုင်ခဲ့တယ်လို့ရင်းမာပင်ခရိုင်ပါကာဖာတထောက်ရဲဘော်က BBN ကိုပြောပါတယ်။နိုဝင်ဘာလ17ရက်ညပိုင်းနဲ့12ရက်ညအုပ်ပိုင်းမှာစာလင်းကြီးမြို့နယ် ဝမ်ပေါင်ကျင်းနီစီမံကိန်းတွင်တက်ဆွဲထားတဲ့စစ်ကောင်စီလက်အောက်ခံတပ်သားတွေပြူစောထီးတွေနဲ့ရှမ်းနီလက်နက်ကင်တွေကိုနှစ်ရက်တာတိုက်ခိုက်မှုအတွင်းလက်လုံးရှော့တိုက်တုံးစနေလုံးနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်တေဆုံးထိခိုက်မှုရှိနိုင်တယ်လို့ဆိုပါရယ်မနေ့ကညပိုင်းလောက်က10လုံးဒီနေ့ညအုပ်ပိုင်းလောက်က2လုံးစုစုပေါင်း12လုံးချတာဗျပျက်စီးထိခိုက်မှုပြည့်စုံကိုတော့မသိရသေးပါဘူးလို့ရမပင်ခရိုင်ပကဖလက်ယုံ ဒုစရေတာဝန်ခံက PBN ကိုပြောပါတယ်။ဒါကြောင့်စစ်ကောင်စီဟာဝမ်ပေါင်အရှိဘက်ရွာရှိရေစင်ပေါ်ကနေလက်နက်ကြီးတွေနဲ့တနက်ပြဖောက်မှုတွေကြောင့်ဆယ်တီးကျေးရွာဘက်ကိုကြားရောက်ပွားကွဲခဲ့တယ်လို့ဆိုပါတယ်။ခွေးတွေကဝမ်ပေါင်အရှိဘက်ရွာရေစင်ပေါ်ကနေလက်နက်ကြီးပစ်တာတွေတနက်ဖောက်တာတွေကဆယ်တီးရွာဘက်ထိရောက်တယ်။ဝမ်ပေါင်အရှိဘက်ရွာမရှောင်သေးနိုင်သေးတဲ့ပြည်သူတချို့ကတော့ထိတ်လန့်တကြားဖြစ်နေတယ်ပြလို့ရင်းမပင်ခရိုင်ပကဖတ်တထောက်ရဲဘော်ကပြောပါတယ်။ ဝမ်ပောင်းအနီးရှိကျေးရွာတွေမှာဒေသခံပြည်သူတွေစစ်ဘေးတန်းရှောင်နေကြရပြီးအချို့ရွာတွေမှာတော့မတန်းရှောင်နိုင်သေးတဲ့သူတွေရှိသလိုစစ်ဘေးရှောင်ပြီးလူမရှိတဲ့ရွာတွေမှာပြည်သူပိုင်ပစ္စည်းတွေကိုစစ်ကောင်စီတပ်သားတွေကဝင်ရောက်ခိုးယူတာတွေလည်းရှိနေတယ်လို့ဆိုပါတယ်။ပလောင်ရွာတွေကတော့အကုန်ရှောင်သွားကြပြီးရွာထဲကပစ္စည်းတွေကိုခွေးတွေဝင်ခိုးပြီးဝမ်ပောင်းနဲ့တဲလို့ကုန်တလောက်ဖြစ်နေပြီးကြားတယ်ဗျ။ကန်တော့ကနေနေနဲ့ဝမေးက၃ပုံ၂ပုံကတော့စစ်ဘေးမရှောင်နိုင်ကြသေးဘူးပြလို့အစိုးရရဲဘော်ကဆက်ပြောပါဗျ။ ပြီးခဲ့တဲ့အော်တိုဘာလ23ရက်နေ့မှာလဲတရုတ်ဝမ်ဘောင်ကုမ္ပဏီဝင်းအတွင်တက်ဆွဲထားတဲ့စစ်တပ်ကိုတော်လဲရေးတပ်တွေကတရားခုံမှာမှာရှော့လိုက်တုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်ကုမ္ပဏီဝင်းအတွင်မီးလောင်ကျွမ်းခဲ့ရတယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့စကိုင်းတိုင်းကမ်ဘလူးမြို့နယ်မှာစစ်ကောင်စီတပ်သားတွေနဲ့ပြူစောထီးအင်အားတရားကြောပါစစ်ကြောင်းကိုပြစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်ကောင်စီတပ်သား90ကျော်တေဆုံးခဲ့တယ်လို့ ရေဦးမျိုးနဲ့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့တာဝန်ခံက BBN ကိုပြောပါရယ်။နိုဝင်ဘာလ12ရက်မနက်8:45မိနစ်မှာဝတ်တိုးခွေးချံကထွက်လာတဲ့အင်အားတရားနှစ်ယောက်ပါစစ်ကြောင်းကိုကာဘိုးတိုက်နဲ့ရင်းတိုက်ကျေးရွာအနီးပြစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ကောင်စီတပ်သား50ဦးထံမှနေတေဆုံးပြီး73ဗန်း55ဦးအရှင်ဖမ်းမိကလက်နက်ခဲယံတွေတင်းစီရရှိခဲ့တယ်လို့ဆိုပါရယ်။စစ်ကြောင်းတစ်ခုလုံးလုံးဝပျက်စီးအောင်တိုက်နိုင်ခဲ့တာပါပြောတာပေါ့ဗျာ။ ခွေးသေးက50လောက်တွေ့ရပါတယ်ဇန်နဝါရီဆက်ပြီးမရှာနိုင်သေးပါဘူးလို့အဆိုပါတာဝန်ခံကဆက်ပြောပါတယ်အခုလိုအထိနာသွားတဲ့စစ်ကောင်စီတပ်ကအနီးပတ်ဝန်းကျင်ခြေရွာတွေကိုလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လှုပ်ဆောင်နေတယ်လို့ဆိုပါတယ်အခုတော့သူတို့ဘက်ကလေကြောင်းတိုက်ခိုက်မှုတွေဇက်တိုက်လုပ်နေပါတယ်ပြည်သူတွေအနေနဲ့လည်းအထူးသတိထားနေထိုင်ကြဖို့ပြောချင်ပါတယ်လို့ရေဦးပကဖတာဝန်ခံကဆက်ပြောပါတယ်အဲ့ဒီတိုက်ခိုက်မှုကို ကမ်ဘလူခရိုင် လှုပ်ရှားပကဖမြို့နယ်ပကဖရေဦးမြို့နယ်ပကဖရေဦးမြို့နယ်လက်ယုံတက်ခင်ဦးမြို့နယ်တော်လရင်အားစုတွေကပူးပေါင်းပြီးအနီးကတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့နိုင်ငံတကာသတင်းကိုကိုရစ်ချက်မှတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။အမေရိကန်သမ္မတထရမ့်ကနှစ်နိုင်ငံရင်းချဲရေးသဘောတူညီချက်ကိုအကြောင်းဝင်ဆစ်ဆက်ပြီးမကြာခင်မှာပဲထိုင်းနဲ့ကမ္ဘောဒီးယားနယ်စပ်တစ်ချောင်းမှာပဋိပက္ခတွေပြန်လည်ဖြစ်ပွားခဲ့ခါ နှစ်ဖက်နိုင်ငံကအပြန်အလှန်ဆွဆွဲထားကြပါလေ။နိုမလာစနေနေ့ကနှစ်ဖက်စလုံးကအရာရှိတွေကထိုင်းနိုင်ငံစာကေးပြည်နယ်နဲ့ကမ္ဘောဒီးယားနိုင်ငံဘန်ထေမီချိုင်းဂျာနေဇက်တချောင်းမှာတနက်ပစ်ခတ်မှုတွေဖြစ်ပွားခဲ့ကြောင်းသတင်းပေးပို့ခဲ့ပေမဲ့နှစ်ဖက်စလုံးကတော့ဖော်ပြချက်တွေကွဲပြားနေပါတယ်။ထိုင်းစစ်သားတွေကကမ္ဘောဒီးယားရဲသားတွေကိုပစ်ခတ်ခဲ့ပါတယ်လို့ကမ္ဘောဒီးယားပြန်ကြားရေးဝန်ကြီးနက်ဖက်ထရာက AFP ကိုပြောကြားခဲ့ပါတယ်။ ဒါပြင်လူငါဦးဒဏ်ရာရရှိခဲ့ကြောင်းဒေသခံအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်။ကမ္ဘောဒီးယားကာကွယ်ရေးဝန်ကြီးဌာနအပြင်ဝန်ကြီးချုပ်ဟွန်မာနက်ကလည်းလူတအူးသေဆုံးခဲ့ကြောင်းနောက်ပိုင်းမှာပြောကြားခဲ့ပါတယ်။ဒါပေမဲ့အဆိုပါအချက်လက်တွေကိုတခြားအတည်ပြုနိုင်ခြင်းမရှိသေးပါဘူး။၂025ခုနှစ်နိုဝင်ဘာလ12ရက်နေ့မွန်လွဲပိုင်းလောက်ကပရိချန်ရွာမှာထိုင်းဘက်ကကမ္ဘောဒီးယားအရက်သားတွေပေါ်အကြမ်းဖက်ခဲ့တဲ့အပေါ်ကျွန်တော်ရှုံ့ချပါတယ်။ဒီအကြမ်းဖက်မှုကြောင့်ကမ္ဘောဒီးယားရဲ့သား၃ဒဏ်ရာရရှိခဲ့ပြီး တဦးသေဆုံးခဲ့တယ်လို့ဟွန်မာနက်က Facebook မှာရေးသားခဲ့ပါတယ်။ထိုင်းတော်ဝင်တက်မတော်ပြောရေးဆိုခွင့်ရှိသူဗိုလ်ချုပ်ဝင်းထိုင်းစူရီကကမ္ဘောဒီးယားစစ်သားတွေဟာညနေ၄နာရီလောက်ကထိုင်းနေပြည်တော်ကိုတနက်တွေနဲ့ပြစ်ခတ်ခဲ့ပြီးတော့ထိုင်းစစ်တပ်ကကာကွယ်ခဲ့ပြီးဒရီဘေးပြစ်ခတ်မှုတွေပြန်လည်ပြုလုပ်ခဲ့တယ်လို့ပြောကြားခဲ့ပါတယ်။ထိုင်းလူမျိုးတွေထိခိုက်ဒဏ်ရာရရှိမှုမရှိခဲ့ဘူးလို့ပြောကြားခဲ့ပါတယ်။ကမ္ဘောဒီးယားရဲ့သတင်းအချက်အလက်ဝန်ကြီးဌာနကဒဏ်ရာရအရက်သားတွေကိုပြသတဲ့ပုံနေတဲ့ဗီဒီယိုတွေကိုမျှဝေခဲ့ပြီးတော့ အဲ့ဒီထဲမှာသွေးစွန်းနေတဲ့6နောက်နဲ့လူနာတင်ရေပေါ်မှာစိတ်ကူးစားမှုခံယူနေတဲ့အမျိုးသားတို့လည်းပါဝင်ပါလေ AFP ကတော့အဆိုပါရုပ်ပုံတွေရဲ့မူလအဆောက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးပါဘူးကျွန်တော် Richard ပါယနေ့နိုဝင်ဘာလ23ရက်နေ့ PBN ရဲ့ပြည်တွင်းပြည်ပသတင်းများကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်။ကျွန်မကတော့တိတ်တိတ်ပါ။